အားလုံးပဲမင်္ဂလာပါရှင်ဖိမ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလာပြီးတော့မျှဝေပေးမယ်စာလုံးလေးရတော့ဝါဆိုတာနဲ့ပတ်သက်ပြီးတော့အာပတ်သက်တဲ့စကားလုံးလေးပေါ့နော် wa are my air ဝါသူရဲ့အသေးပဲရတော့ဒီစကားဆက်အနေနဲ့တုံးတဲ့ဟာပေါ့နော်ဒီစကားပြောတဲ့အခါမှာခောက်ကြဲဝါအဲ့လိုမျိုးပေါ့နော်အဲ့ဒီစကားဆက်ကိုတုံးတာပါ ရင်ဆုံးကတော့ဒီစကားပြောရတဲ့သုံးပါမယ်ဖုတ်ဝါပေါ့နော်ဒီစကားပြောတာပေါ့နော်အာဖော့ဖုတ်ဝါအဲ့ဒိုင်းနာဖော့ဆိုတာကအဖေပေါ့နော်ဖုတ်ဝါဆိုတာကပြောတယ်အာအဲ့ဒိုင်းနာဆိုတာကဗာပြောတာလဲပေါ့နော်အဲကြောင့်မို့သူရဲ့အတိတ်ပဲကအဖေဗာပြောတာလဲပေါ့နော်ဖော့ဖုတ်ဝါအဲ့ဒိုင်းနာပြန်ဆိုကြည့်ပါမယ်ဖော့ဖုတ်ဝါအဲ့ဒိုင်းနာအဖေဗာပြောတာလဲနောက်တစ်ခုဆက်သွားပါမယ် နောက်တစ်ခုမှဆိုရင်တော့ဒီဟာကိုပြန်ဖြေရဲ့စကားလုံးပေါ့နော်ဖောဖုတ်ဝါဖောဟူခေါဖုတ်ဝါဆိုတာကခုနကပြောတယ်လို့ပဲမလို့နော်စကားပြောတယ်ပြောတယ်ပေါ့နော်ဟူဆိုတာကစားတယ်ဟူခေါဆိုတာကသမင်းစားနေပြီလို့ပြောရပါတယ်ဖောဖုတ်ဝါအဖေကပြောတယ်ဖောဟူခေါအဖေကသမင်းစားနေလို့သူပြောတယ်နောက်ထပ်တစ်စကားလုံးကတော့ ruwa ဆိုတာကတိရပါတော့ ruwa ဆိုတာကဖုံ ruwa พ่อชอบกินทุเรียนชัวกะอ่าอภัยทุเรียนอ่าตุยินที่ซ่าเราใจเนตัดเดชัวเราจนเราตีเดะปอเนาะ รู้ว่าชัวกะตีเดะနောက်တစ်ခုမှာဆိုရင်ဝါကိုဒီတိုင်းရင်ဝါဆိုတာဒီကြားဖူးတယ်ပေါ့နော်ကြားတယ်အဲအဲ့လိုမျိုးအတိတ်ပဲနဲ့လည်းတုံးလို့ရတယ်ဖုံတိုင်းရင်ဝါခုညက်ပိုင်ထလေငါကြားဖူးတာတော့တယ်မင်းအာပင်လေသွားချင်တာ哦အာ ငါတိတယ်ပေါ့နော်ငါကြားကြားဖူးတယ်ပေါ့နော်အဲကြောင့်မို့ဖုံတိုင်ရင်ဝါဆိုတာကငါကြားဖို့တဲ့ခွန်းဆိုတာကနင်ပေါ့နော်ရပ်ပိုင်ဆိုတာကတွားချင်တဲ့ထလေးဆိုတာကပင်လေပေါ့နော်ဒါလေးပြန်ဖောင်းဆိုပါမယ်ဖုံတိုင်ရင်ဝါခွန်းရပ်ပိုင်ထလေးတခြားစကားလုံးအနေနဲ့သုံးမယ်ဆိုရင်တော့ခောက်ကြိုင်ဝါဆိုတာကနားလေတာခောက်ကြိုင်ဝါနားလေတာနောက်ခုက มันแปลว่าแปลว่าสว่ากะอติไปย่าดาบ่เนาะถ้าเอาสกะลงสกะจ้องเนี่ยก็กว่ากูใส่ไปต้องจิบาเนาะဒီကနေ့မှာဝါနဲ့ပတ်သက်တဲ့စကလုံးလေးအနေချင်းလာပြောမျှဝေထားဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်